I feel like dancing နဲ့ I like dancing ဘာကွာလဲဘာကွာလဲလို့ထင်ကြလဲအဝိုင်းတကယ်တော့ I feel like dancing နဲ့ I like dancing ကဘာမှမကွာပါဘူးနှစ်ခုစလုံးကငါကရတာကိုကြိုက်တယ်ဆိုပြီးတော့ပြောချင်တာပါအဲ့တော့အကြောင်းသားအကြောင်းသူတွေအနေနဲ့ I like dancing ဆိုပြီးတော့အမြဲအသုံးများနေ I feel like dancing ဆိုပြီးတော့ပြောင်းပြီးတော့အာနေ့စဉ်စကားပြောမှာထည့်ပြီးတော့အသုံးချကြပါ အဲ့တော့ chair တို့က I feel like ရဲ့နောက်မှာ verb ing ပုံစံ gerund ကိုလိုက်ပြီးတော့အသုံးပြုရပါမယ်။ဒါဆိုရင် chair လို့လေ့ကျင့်လိုက်ရအောင် chair ကမြန်မာလိုပြောမယ်။မင်းတို့ကအင်္ဂလိပ်လိုပြောကြပါ။မြန်မြန်တွတ်တွလေးသွားကြမယ်။အာငါခီးထွက်ရကြိုက်တယ်ဆိုရင်ဟုတ်တယ် I feel like traveling နောက်တစ်ခုငါ shopping ထွက်ရတာကြိုက်တယ်ဆိုရင်ဟုတ်တယ် I feel like going shopping the တချို့က going shopping or going to shopping ဆိုပြီးတော့မတုံကြရတယ်ခင်တော့ချက်ထူမလို့ so i feel like going shopping ဆိုရင်ရပြီငါကန်းချီသွားရတာကြိုက်တယ်ဆိုရင်ဟုတ်တယ် so à so okay, i feel like going to beach ငါ TV ကြည့်ရတာကြိုက်တယ် I feel like watching TV. အဲ့တခါအချို့အငင်းပုံစံကိုသွားရအောင်ကြိုက်တယ်ဆိုရင် I feel like မကြိုက်ဘူးဆိုရင် feel ရဲ့ရှေ့မှာ don't ထည့်လိုက်ရပါဘူး I don't feel like ဥပမာဆိုရင်ငါစားလို့ရမကြိုက်ဘူး I don't feel like studying ဒါဆိုရင်ចောင်းသားရဲ့ဘက်ကပြောကြည့်မယ်ငါအိမ်အလုပ်လုပ်ရတာမကြိုက်ဘူးဟုတ်ပါတယ် I don't feel like doing the chores ဒါဆိုရင်နောက်ထပ်တစ်ခုငါအရက်တောက်ရတာမကြိုက်ဘူးဆိုရင် ဟိုပါဒါတော့လူလိမ္မာလေးတွေအတွက်ပါ I don't feel like drinking alcohol ဒါဆိုရင်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲချေရှင်းပြရလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်ပေါ့တတပါ